နိုင်ငံတော်သမ္မတအနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးထောက်ခံသည့်ဖြစ်စေမထောက်ခံသည့်ဖြစ်စေရှင်းရှင်းလင်းလင်းပြောကြားစေလိုတယ်လို့နိုင်ငံတော်သမ္မတရဲ့မိန့်ခွန်းနဲ့ပတ်သက်ပြီးသဘောထားအမြင်ကိုဒေါ်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။ move. Maybe it's a little bit more looking. ုပြောကြားမှုကိုဇန်နဝါရီလ2ရက်နေ့ကတရားဥပဒေစိုးမိုးရေးစင်တာတွေတည်ဆောက်ဖို့အတွက်ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌဖြစ်တာဝန်ယူနေတယ်။တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီတာဝန်ရှိသူတွေနဲ့အစိုးရအဖွဲ့ကဌာနဆိုင်ရာတာဝန်ရှိသူတွေတွေ့ဆုံခဲ့တဲ့ဆွေးနွေးပွဲပြီးမှသတင်းတောက်တွေရဲ့မေးမြန်းမှုကိုပြန်လည်ဖြစ်ကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီတွေ့ဆုံပွဲကိုရန်ကုန်မြို့လွှတ်တော်ရုံးခွဲမှာပြုလုပ်ခဲ့ပါတယ်။ဆိုပါတွေ့ဆုံပွဲကိုလွှတ်တော်ကိုယ်စားလှယ်များပြည်သူ့လွှတ်တော်ကော်မရှင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ပြည်ထောင်စုရှေ့နေချုပ်ယုံပြည်ရေးဝင်ကြီးဌာန အမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝင်ကြီးဌာနနိုင်ငံခြားရေးဝင်ကြီးဌာန UNDP နဲ့ဒေါ်ဆန်းစုကြည်ရဲ့ကော်မတီကအဖွဲ့ဝင်တွေတက်ရောက်ခဲ့ပါတယ်။အဲဒီတွေ့ဆုံပွဲမှာ rule of law အတွက် စင်တာတွေဖွင့်ဖို့သင်တန်းပို့ချဖို့စတာတွေဆွေးနွေးခဲ့တယ်လို့ပြည်သူ့လွှတ်တော်ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များလေ့လာစမ်းသပ်ရေးကော်မရှင်အဖွဲ့ဝင်ဦးကျော်စန်းကပြောပါတယ်။ဒေါအောင်စန်းစုကြည်ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စအပြင်မီဒီယာတွေရဲ့အခြားမင်းမြတ်မှုတွေဖြစ်တဲ့မြင့်ဆောင်ကိစ္စဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်လေးပွင့်ဆိုင်တွေ့ဆုံရေးကိစ္စရပ်တွေကိုပြန်လည်ဖြေကြားခဲ့ပါတယ်။